ားလေးဆိုတာရှိတယ်။စနားလေးဆိုတာအကုန်ရှိတယ်။ကျမတို့ကစားလေးကိုသုံးဝင်ယူပါတယ်။ဒါပေမဲ့အခါချင်းဝင်ယူခါချင်းဝင်ယူပြီးတော့လည်းဘယ်သူမှဝမ်းမလို့ဘူး။အခုတော့အတက်လူပါလည်းအကုန်လုံးသူတို့တော့အတားမှန်နေအကုန်လုံးသူတို့ပါအိမ်မမနော်ကျမတို့မှတက်တည်ရှုပ်နေတယ်အိမ်မမဟုတ်ပြောလိုက်တော့ဒီထဲမှာဆရာအောင်သူနဲ့သူတို့ရှင်းလိုက်မယ်ခုကအေးဘောအုတ်ချုပ်ကြီးဥက္ခရကိုယ်တိုင်ဖမ်းခိုင်းလိုက်တာဟာစပါတာကိုဖုန်းခေါ်လိုက်အခုကျွန်တော်ပြောတယ်ဘာမှမဆိုင်ဘူးစပါတာ

ောင်းနေပြောလိုက်တော့ကြောင်းအိမ်မမလားတက်ဖြောက်လို့ရရင်အိမ်မမလေးဆိုလိုက်ဆိုလိုက်ဆိုလိုက်တော့ကြောင်းတော့အခုကခထားကရေပေါ်ဆိုရင်အော်ပရာကြီးရဲ့ခင်ဗျားတို့ကလိုက်ရှင်းရင်လိုက်ခဲ့လားဒါတမရှိဘူးယူသွားတာဟုတ်ပြီနော်ဒီနောက်ကြီးဒီကိုတီးသူတွေကိုနှိပ်စက်တာကိုအော်တော့မဆုံးဘူးဟုတ်ပါဘူးနှိပ်စက်တာဟုတ်ပါဘူးဒါနဲ့စတဲ့ကြီးနိုင်ငံကြီးလို့ပါကြီးနိုင်ငံကြီးလို့ပါကြီးနိုင်ငံကြီးနဲ့စကားလိုက်ရလားဟေးရှာမချွေနဲ့တဲ့ ရှာမရှိသေးဘူး။ငါမပြောလိုက်ရအောင်။အဲ့ဒါမပြောဘူး။စကားလိုက်ခဲ့နေပြီပဲ။ဟန်ကြောင်မှန်းသိလို့လေ။ ခင်ဗျာတို့လည်းလုံးကဲတော့ဆက်ထားလိုက်ရလားဆက်ထားလိုက်ရလားဆက်ထားပါဆက်မယ်လိုက်ကြတယ်ဟုတ်ပါလားမှန်ပါပဲမှန်ပါပဲဆက်ထားပါဆရာခဏလေးနေရောဆက်ထားပါဒီအိမ်မှာအဖာတင်းကိုဟုတ်ကဲ့ကြီးနိုင်ငယ်မျိုးလောက်ကြတာနော်ဟုတ်ကဲ့နိအဲ့ဒီစကားကအရင်ရုပ်သိမ်းနော်ဒီမှာကျမကဥပဒေကိုနားလဲတဲ့လူမဟုတ်ဘူး Yeah. No.

တားလင့်အင်တာနက်ကိစ္စနဲ့ပြဿနာဖြစ်ပွားခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တွေကိုအရေးယူသွားမှာဖြစ်တယ်လို့ဆိုင်ပွင့်သူတွေကစတားလင့်အင်တာနက်စီမျိုးစည်းကမ်းနဲ့အရေးယူမီမန္တလေးတိုင်းစင်ကူးမြို့နယ်အတွင်းကကြေးရွာတရွာမှာစတားလင့်ဆိုင်ပွင့်သူနဲ့အရေးပေါ်အုပ်ချုပ်ရေးကတာဝန်ပေးလိုက်တယ်။မန္တလေး PDF စင်ကူးဘက်ကဖစင်ကူးပလာဖပူပေါင်းအဖွဲ့ဝင်ပါတဲ့အဖွဲ့နဲ့ပြဿနာဖြစ်ပွားခဲ့ပြီးဖြစ်စဉ်တွင်ပါဝင်တဲ့ရဲဘော်တွေကို အရေးယူဖို့ဆွေးနွေးနေဆဲဖြစ်တယ်လို့စတားလင်အင်တာနက်ဆိုင်ဖွင့်သူကတော့စတားလင်အင်တာနက်အသုံးပြုမှုစီမံစည်းကမ်းနဲ့အရေးယူမယ်လို့အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးထံကသိရပါဗျာ။ ဖြစ်ဆုံးမှာပါဝင်ခဲ့တဲ့ရဲဘော်အားလုံးကိုတော့အေးအေးယူမှာမဟုတ်ပဲတာဝန်ရှိသူတွေကိုသာအေးအေးယူဖို့နဲ့အေးအေးယူဖို့အပိုင်းသေးစိတ်ကိုတော့ဆွေးနွေးနေစေလို့ဆိုပါတယ်ဖြစ်ဆုံးမှာပါဝင်တဲ့ရဲဘော်တွေကိုတော့ဘတို့ပဲပုံအေးအေးယူမယ်ဆိုတာကတော့အခုအေးဘော်အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေကြားမှာဆွေးနွေးနေစေဖြစ်တယ်လို့စက်ပိုင်ရှင်နဲ့မိသားစုကိုတော့တိချလူပုဂ္ဂိုလ်အနေနဲ့အေးအေးယူဖို့မရှိဘူးဒီဖြစ်မျိုးနောက်နောက်မဖြစ်ဖို့တတိပေးတဲ့ကိစ္စတွေလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေမှာပူးပေါင်းဆောင်ဖို့အတွက်ပြောသွား အားဖို့ရှိမယ် Starlink Internet ဆက်ကိုတော့ထုတ်ပြန်ထားတဲ့စီးမျက်စီးကမ်းတွေတိုင်းအရေးယူဖို့ရှိမယ်လို့ရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးရဲဘော်ဘလူကပြောပါတယ် Starlink Internet ဆိုင်ဖွင့်သူကတော့စင်ကူးမြို့နယ်ရေးပေါ်အုပ်ချုပ်ရေးကော်မတီကထုတ်ပြန်ထားတဲ့ Starlink Internet အသုံးပြုမှုစီးမျက်စီးကမ်းအရကနအူးပြည်တံဒံငွေ၁၀သိန်းချမှတ်သွားမှာဖြစ်တယ်လို့ဆိုပါတယ် အော်တိုဘာ၁၁ရက်ညနေ၃နာရီခန့်ကစင်ကူးမြို့နယ်ရှိကီတူမီသားစုစုနေအိမ်မှာစတားလင့်အင်တာနက်တက်ဆင်အသုံးပြုမှုနဲ့ပတ်သက်ပြီးစင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးကော်မတီကထုတ်ပြန်ထားတဲ့စည်းမျဉ်းစည်းကမ်းအချို့ကိုချိုးဖောက်တည်ဟုဆိုကာအရေးယူရန်တွားရောက်ခဲ့တဲ့ရဲဘော်တွေနဲ့မိသားစုဝင်များကြားအငင်းအခုန်ဖြစ်စကားများခဲ့တာဖြစ်ပါတယ် စတားလင့်အင်တာနက်တက်ဆင်အသုံးပြုမှုအငင်းပွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးစိတ်လိုက်မှန်ပါပြုမှုခဲ့တဲ့ တော်လန်ရေးရဲဘော်တွေကိုရောစီကမ်းမလိုက်နိုင်တဲ့ပြည်သူကိုပါထိုက်တဲ့အရေးယူမှုတွေပြုလုပ်မယ်လို့စင်ကူးမျိုးနဲ့ရဲဘော်အုပ်ချုပ်ရေးအဖွဲ့ကအောက်တိုဘာ၁၂ရက်ဒီနေ့မှာသတင်းထုတ်ပြန်ပါတယ်။ စင်ကူးနယ်အပါအဝင်တော်လန်ရေးတပ်တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့မြို့ရွာတွေကိုစစ်ကော်မရှင်ဘက်ကနေ့စဉ်ပုံကျဲတပ်ဖြတ်နေတာဖြစ်ပြီးပြည်သူတွေကိုပါပြစ်မှတ်ထားပုံကျဲတပ်ဖြတ်ရာမှာစတားလင့်အင်တာနက်တွေကြောင့်လုံခြုံရေးကျိုးပေါက်တာတွေရှိလို့ဒေတာကာကွယ်ရေးတပ်တွေဘက်ကစတားလင့်အင်တာနက်အသုံးပြုမှုအပေါ်စီကံတွေချမှတ်ထားတာဖြစ်ပါတယ်။ အဆိုပါစည်းကမ်းထဲမှာစတားလင့်အင်တာနက်ကိုအိမ်သုံးသီးသက်အတွက်သာခွင့်ပြုမည်ဖြစ်ပြီးအများပြည်သူလူထုကိုအခကြေးငွေဖြင့်ညဝေသုံးဆွဲခွင့်နဲ့စတားလင့်အင်တာနက်လိုင်းခွဲဝေသုံးဆွဲခြင်းကိုလုံးဝခွင့်မပြုကြောင်းအသုံးပြုမည်စတားလင့်အင်တာနက်ဆက်ကိုပတ်စဝါဖြင့်သာအသုံးပြုရမည်ဖြစ်ပြီး public အအုံပြုခွင့်ပေးလိုပါကသက်ဆိုင်ရာတာဝန်ရှိသူများထံသို့တင်ပြလျှောက်ထားရမည်ဖြစ်ပြီးခွင့်ပြုချက်ရမှသာတုံးဆွဲခွင့်ရှိမည်ဖြစ်ကြောင်းစင်ကူးမျိုးနယ်အရေးပေါ်အုပ်ချုပ်ရေးကော်မတီကပြီးခဲ့တဲ့မတ်ဆယ်6ရက်ကထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒါ့အပြင်ခွင့်ပြုချက်အရငွေသွင်းငွေထုတ်နဲ့အရေးပေါ်ကျန်းမာရေးကိစ္စတွေအတွက်အုံပြုရန်ရှိပါကအုံပြုသူရဲ့အမည်နိုင်ငံသားစီစီရေးကပြအမှတ်နဲ့နေရက်လိပ်စာအပြည့်စုံကိုမှတ်တမ်းတင်ထားရမည်ဖြစ်ပြီးသက်ဆိုင်ရာတာဝန်ရှိသူများကစစ်ဆေးသည့်အချိန်မှာပြသရမည်ဖြစ်ကြောင်း စတားလင်အင်တာနက်အသုံးပြု၍နယ်မြေတွင်လုံခြုံရေးကြိုးပမ်းမှုများပေါ်ပေါက်လာပါကစတားလင်အင်တာနက်ဆက်ပိုင်ရှင်ကတာဝန်ယူတာဝန်ခံရမည်ဆိုတာကိုထုတ်ပြန်ထားပြီးဖြစ်ပါတယ်။အဆိုပါစီမင်းစည်းကမ်းတွေကိုဖောက်ဖျက်ကြောင်းစစ်ဆေးတွေ့ရှိပါကပထမအချိန်မှာဒန်ချင်းငွေတဝသိန်းကျပ်ဒုတိယအချိန်မှာသိန်း၂ဝါကျပ်နှင့်တတိယအချိန်မှာစတားလင်အင်တာနက်ဆက်ကိုသိန်းဆဲသည့်အထိအရေးယူသွားမှာဖြစ်ကြောင်းနဲ့သိန်းစီးခံရတဲ့စတားလင်အင်တာနက်ဆက်တွေကိုလေးလအကြာမှာပြန်လည်ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း အတိပေးထားတယ်လို့သိရပါတယ်